၂၂မှာလူပျောက်လက်ထွက်သွားတာဗောနော်အဲလောကအသက်မရှူတဲ့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့ထဲက၁၀ဦးကျော်လောက်ကအဆအနဖြစ်သွားတာလုံးဝဗျာပုံပြပန်းပြဖြစ်သွားပြောရင်အဆအနဖြစ်သွားတာအဲ့ဆက်ကုန်ကဖြောင်းနိုင်ပြီးပြန်လင်းနေပြီတဲ့နောက်တန်းမှာသိတယ်နော်ဖြောင်းနိုင်ထုံးနေဆိုရင်ဘလို့နေရာမျိုးတွေမှာထုံးတယ်သိရတိုင်းပဲယူနီဖောင်းလေးတွေချမယ်ဒါသမီးပကံလေးတွေပြင်မယ်ဓပုံလေးထောင်းမယ်ပြင်ဖြောင်းနိုင်ထုံးမယ် မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ15ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်သတင်း share တွေပြောမယ်ပေါ့နော် share တွေပြောမယ်ဆိုတော့ကျွန်တော်အတွင်းကနေစုံစမ်းသိရှိရတဲ့သတင်းတွေအများကြီးရှိတယ်နောက်တစ်ခုကအောင်မြင်မှုကြီးကြီးမားမားရထားတဲ့ထူးထူးခြားခြားဖြစ်စဉ်ပေါ့နော်တကယ်ကိုမတက်လာသေးရဲ့ဟာပေါ့နော်မတက်လည်းမတက်လာဘူးအဲထုတ်ပြန်ဖို့လည်းဒါမရှိနိုင်တော့ဘူးဗျအဲဥစ္စာနဲ့ပတ်သက်လို့တကယ်ကောင်းမွန်တဲ့သတင်းလည်းရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒါကအခက်တက်တော့အေးရဲ့နီးဗျူဟာကောင်းတဲ့ဟာကိုကျွန်တော်ပြောချင်တာပေါ့နော် ဒါမဲ့အဲဒီလိုမျိုးအကြောင်းတွေပြောတဲ့အခါမှာတချို့ကလည်းအပြစ်တင်ဖို့အတွက်အသင်ဆောင်နေရရှိရဗျာဒါမဲ့အဲ့ဟာတွေကတကယ်တမ်းတော့အသုံးဝင်မှုဒါကျွန်တော်အခုလိုမျိုးပြောလိုက်တဲ့ဟာကစစ်ကောင်စီကအစတီထားပြီးသားသူတို့ခံလဲခံလဲရတာဟုတ်အဲ့ဒါနဲ့ပတ်သက်လို့လည်းစိတ်ပူစရာမရှိပါဘူးဆိုတဲ့အကြောင်းလည်းအရင်ဆုံးဒါစကားခံထားခြင်းတည်းပေါ့နော်စကားတန်းခြင်းနဲ့အဲပထမဆုံးဘာပြောချင်တာလဲဆိုတာဒီကြောက်ဖြူကြောက်ဖြူနဲ့ပတ်သက်လို့ဒီရက်ထဲမှာဒီရက်တိုင်းပဲတိုက်ပွဲတွေပိုးပြီးတော့ပြင်းထန်တယ်အဲ့ကြောက်ဖြူမှာစစ်ကောင်စီဘက်ကပြန်ပြီးတော့ထိန်းချုပ်နိုင်တဲ့နေရာတွေရှိလို့ အာခတ်တတော် A ကတိုးလိုက်ဆုတ်လိုက်ပုံစံမျိုးနဲ့ကစားခဲ့တဲ့ view ဟာဆိုတော့ဟာကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်အဲဟာနဲ့ပတ်သက်လို့ data ခံတွေကစဒီစနီး view ဟာကိုအဲပြောကြရလေရှိတယ်ပေါ့နော်ပြီးတော့အာခတ်တတော် A ရဲ့စနီး view တွေကလုံးဝခံမှန်းလို့မရတဲ့အနေအထားဖြစ်နေလို့စစ်ကောင်စီကဒီနေ့ဒီချိန်ထိကိုခွက်ခွက်လန်အောင်ခေါင်းထောင်နိုင်မယ်နဲ့ရှုံးနေတာပေါ့နော်ဖြစ်လိုက်သည်များဖြစ်စဉ်တိုင်းမှာသူတို့တော်တော်လေးအထိနာပြီးတော့သူတို့ရဲ့ရည်မှန်းချက်တာဝန်တွေမပြည့်မြောက်ဖက်နေဖြစ်နေတာအခုလည်းဖြစ်စဉ်အကြီး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  ဲ့ဒါကလုံးဝတရင်ကတကယ်မိုက်အဲ့ဘာလဲဆိုတော့ဒီကြောက်ဖြူမြို့နယ်ဒါမင်းပြင်ရွာပေါ့နော်အဲမင်းပြင်ရွာမှာသူကဒီမိုးလေဝသဟိုကြည့်တဲ့စကန်ရှိရပါဘောနော်ရေဒါစကန်ပါเนาะအဲမိုးလေဝသစကန်အဲ့ရေဒါစကန်ရှိတဲ့ဒီကြောက်ဖြူမြို့တောင်ဘက်15မိုင်กว่าမှာဒါကြောက်ဖြူရန်ကုန်အဝေးပြေးကားလမဘေးကမင်းပြင်ရွာရှိတယ်ဗောနော်အဲ့ရွာမှာအဲ့ရေဒါစကန်ရှိတယ်အဲမြန်မာနိုင်ငံရဲ့ပထမဆုံးသောမိုးလေမိုးလေဝသရေဒါစကန်အဲ့ဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ဒါစောက်တဲ့အချိန်မှာ ဂျပန်ရဲ့အကူအညီနဲ့ပေါ့နော်ဒါဆက်ဆောက်ခဲ့ပြီးတော့2014ကစပြီးတော့2015မှာဒါပြီးစီးခဲ့တယ်ဆိုပြီးတော့တည်ရအဲအဲဟာထားပါပေါ့နော်ဒါအချက်လက်လေးနေနဲ့ပြောပြတာအဲဖြစ်စင်မှာဖြစ်သွားတဲ့ဟာဘယ်လိုလဲဆိုတော့စစ်ကောင်စီကအာခတ်တတော် A ကနေရာယူထားလို့ဆိုရင်စစ်ကောင်စီကဝင်တိုက်တာဝင်တိုက်တဲ့အချိန်မှာ A ကအခုနလိုပဲရှေ့မှာပြောခဲ့တဲ့ဒါဒေသခံနေပြောလို့ပြူအောင်တုံးတယ်ပေါ့နော်ဆုတ်ခွာသွားတယ်ဆုတ်ခွာသွားတဲ့အချိန်မှာအဲ့လိုမျိုးဆုတ်ခွာသွားရေးချိန်မှာစစ်ကောင်စီကအယံပြော်တာအဲ့စစ်ကောင်စီစစ်သားတွေဘာကြောင့်ပြော်ရလဲဆိုတော့သူက ိုက်ဘက်မှာဒီလိုမျိုးနေရာပြန်ထိန်းနိုင်ဖို့အတွက်ကလုံးဝမလွယ်ကူအေးရထားပြီးသားနေရာတစ်ခုကိုစစ်ကောင်စီပြန်ပြီးတော့အသေးအံတိုက်ရတဲ့ဟာတွေကြီးပဲရှိရတယ်။တချို့ဟာတွေလုံးဝကိုတို့တိုက်လို့မရတဲ့အနေအထားကြီးပဲတို့ကြုံရတယ်။အဲ့လိုမရဘူးဆိုရင်အထက်ကပေးတဲ့ဖီအောက်တို့အတိခံရအဲ့လိုမျိုးခံရတဲ့အခါမှာအောက်မှာဘလောက်ပဲနာနာပေါ့နော်။တို့ရဲ့စစ်သားတွေဘလောက်ပဲတည်တည်အဲ့တက်မှုလှုပ်တဲ့ကောင်ကအတင်းကရောလှုပ်ခိုင်းတာတွေရှိတယ်။လုံးဝလက်မခံနိုင်တော့လို့အာနာဖီဆန်တဲ့ပုံစံမျိုးတွေထိ ဖြစ်သွားရည်လည်းရှိတာပါဗျာအဲ့ကြအဲ့လိုမျိုးအနေနဲ့ဒါအေကဆုတ်သွားပြီဆိုတဲ့အချိန်မှာဒီဂုံးကိုသူတို့ရပြီဒီဂုံးကြီးငါတို့ရပါပြီလားဆိုတဲ့အတိအအယံပျော်စရာကောင်းမှာသူတို့တို့ကပျော်လဲပျော်မှာပဲလေတောက်လျှောက်တောက်လျှောက်တိုက်သမျှမရဘူးဒါပေမဲ့လက်တော်မှာငါဂုံးကြီးရလိုက်ပြီဆိုရင်ဟာတေးကြတယ်အရှိတုံးကစစ်ကြောင်းတွေကလည်းမရခဲ့ဘူးရှေ့တုံးကတည်ရင်မှုတွေကလည်းမလုံနိုင်ခဲ့ဘူးဒါပေမဲ့ငါလက်ထက်မှာငါလုံနိုင်လိုက်ပြီအဲငါတာဝန်ယူရတဲ့အချိန်မှာငါလုံနိုင်လိုက်ပြီငါတော့နာမည်ကောင်းရပြီငါတော့ယာရုတက်ပြီဆိုတဲ့ပုံစံမျိုးနဲ့အယံပျော်ကြမှာအဲ့လိုပျော်ရဲ့အချိန်မှာသူကမှတ်တမ်းတိုက်ပုံရိုက်တာ မှတ်တမ်းတက်ပုံရိုက်ဖို့အတွက်အဲ့ဂုံးမို့သွားပြီးအဲ့နေရာကိုသွားပြီးတော့သူကဒါဟိုစုဖွဲ့ကြတာပေါ့ဗျာစုဖွဲ့ကြတာအဲ့ချိန်မှာအေးရဲ့နီးပြူကဘယ်တော့ကောင်းလဲဆိုတော့လူဆုံးပြီဆိုတဲ့အချိန်ကျမှအကြီးနဲ့ပြင်းလာပါတော့အာပါတရားကြီးပေါ့နော်အဲ့ဒါ22မှာ၄ဦး22မှာ၄ဦးလုံးဝ22မှာ၄ဦးပျောက်လက်ထွက်သွားတာပေါ့နော်အဲလုံးဝအသက်မရှူတဲ့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့ထဲက10ဦးကျော်လောက်ကအဆအနဖြစ်သွားတာလုံးဝဗျာပုံပြပန်းပြဖြစ်သွားပြောရအောင်အဆအနဖြစ်သွားတာ ဘာနဲ့ပြင်းလိုက်လဲဆိုတာကြတော့ဒါအားကတော်တော်ပဲမေးအောင်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဆော်ထုတ်လိုက်တာဆိုပြီးတော့သိရတယ်တကယ်ပြူဟာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပြစ်ကတ်နိုင်ဖို့အတွက်ကိုတမင်ဆုတ်ခွာပေးလိုက်တဲ့ဟာတွေပြီးရင်ခုနလိုအဲ့နေရာကိုတက်တက်ထိမှန်နိုင်ဖို့အတွက်ပေါ့နော်ဒါပြစ်မှတ်မှတ်ပုံနေရတဲ့အပိုင်းတွေပေါ့နော်ဒီနေရာတနေရာလည်းမဟုတ်ပြဘယ်နေရာမှာပဲဒီကောင်နေစုစုပြစ်လို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ပြစ်မှတ်မှတ်ပုံတင်ထားတဲ့ဟာတွေကလည်းတကယ်ချီချူးလေးစားလောက်တယ်ဗျာအဲ့ကြအခုလိုမျိုးဒါတန်းစီပြီးတော့ဒီကောင်နေကဓာတ်ပုံရိုက်မှာပေါ့အာသိရမလား ်ငါတို့ဒီစကန်ကိုရပြီဒီနေရာကိုရပြီဒီနေရာကိုငါတို့ထိန်းချုပ်နိုင်ပြီဒီမှာပါကျွန်တော်တို့ရပါပြီဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကဝါရဖြတ်ဖို့အတွက်တပ်ပုံရိုက်ပါအဲ့လိုမျိုးရိုက်တဲ့အချိန်မှာဂိုင်ထုတ်ပလိုက်တာဂိုင်ထုတ်ပလိုက်တဲ့အချိန်မှာ724ပေါ့နော်အဲ24ရောက်အဲ့လိုမျိုးအသက်ပြောက်သွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်လုံးဝအစနာပြောက်သွားတာပေါ့နော်အဲအဲ့ဖြစ်စဉ်ဖြစ်သွားပြီဆိုတဲ့အချိန်မှာအဲ့ဖြစ်စဉ်စီကိုဒီစစ်ကူတဲ့ပုံစံမျိုးပေါ့နော်နောက်ဆုံးကျွန်တော်ပြောချင်တာဗျအဲသူကစစ်ကူလာတယ်ဆိုတာတက်အလောင်းလာကောက်တဲ့ပုံစံမျိုးအဲ့လိုမျိုးလာတဲ့နောက်တဲ့စစ်ကြောင်းတစ်ခုကိုလည်း အာခတ်တက်တော့ A နဲ့ဒါ A ကပေါ့နော်ထပ်ပြီးတော့ဒါဖြတ်တော့တိုက်ခိုက်တာတွေလုပ်ခဲ့သေးတယ်အဲ့ဒီဖြစ်စဉ်ကကြတော့ဦးနာလို့ အလောင်းနေဘလောက်ဖြစ်သွားတယ်ဘလောက်ဒါတိုက်ပွဲရဲ့ရလဘလောက်ဖြစ်သွားတယ်ဆိုတဲ့ဟာတော့မသိရဘူးညတိကတော့ထိတွေ့မှုဖြစ်သွားတယ်ပဲအဲတားဆီးပြီးတော့ဖြတ်တောက်တိုက်ခိုက်တာမျိုးတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တာခုနကဖြစ်စဉ်ကတော့အကြီးပေါ့နော်အကြီးအဲသူကလုံးဝဝါရဖြတ်မှုအတွက်ဓာတ်ပုံနေတင်မယ်လေအဲသူရဲ့ Telegram Channel မှာဖြစ်ပါဖြစ်သူတင်မယ်လေအားခတ်တက်တော် AA ကိုခုလိုမျိုးလက်ဥပမှုရယူပြီးတော့သူတို့တွေဒီနေရာကိုထိန်းချုပ်နိုင်ဖို့အတွက်သူတို့အတွက်ကရတော့ရခဲ့အခွင့်ရေးဗျာအဲအဲအကြောင်းလို့သူကအဲ့လိုအားအားရဝမ်းတာနေပေါ့နော်လူစုပြီးတော့ခုနဓာတ်ပုံရိုက်မယ်လုပ်တဲ့ချိန်မှာ ကင်ထုတ်ခံလေးရတာဖြစ်တယ်ဗောနော်အဲ့တော့ပြောချင်တာအဲ့ဒီ radar scan သိမ်းပါတယ်ဆိုတော့ဓာတ်ပုံမှတ်တမ်းလေးတွေရှိတယ်ဆိုရင်ထုတ်ပြပါအောင်လို့တွန်လိုင်းတဝဲတွေကပြောပါလေဗောနော်အဲ့ scan လေးကသိမ်းစီသိမ်းလို့ရလိုက်ဗောနော်ကခုနလောအမှတ်တရဓာတ်ပုံတွေရှိတယ်ဆိုရင်လည်း line ပေါ်မှာတင်ပေးကြပါအောင်လို့စကောင်စီဘက်ကကောင်းနေဗောနော်အဲ့ဒါလေးလည်းတောင်းဆိုလိုက်အောင်မင်းတို့ကောင်းနေအဲ့တော့အကောင်းနေဗောနော်ဒါ new view ကနေပတ်သက်လို့ကျွန်တော်အခုလိုမျိုးပြောပြရဆိုတဲ့ဟာကအားရကြတဲ့အဲ့ပြီးတော့ဒီလိုမျိုးပြောပြခွင့်ရတယ်ဆိုတဲ့ဟာကိုလည်း ည်းနည်းလေးတော့သဘောပေါက်စေချင်တယ်ပေါ့နော်ကျွန်တော်တို့ဒါလက်လွတ်စပယ်ပြောလို့ရတဲ့အရာတွေမဟုတ်ဘူးပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်ဒီရာနဲ့ပတ်သက်လို့အားရစရာဖြစ်ပါလေအားရစရာဝမ်းသာစရာဖြစ်တဲ့အတွက်အခုလိုမျိုးမျှဝေပေးရပါနောက်တစ်ခုကနီးပြွာနဲ့ပတ်သက်လို့ပြောတဲ့အခါမှာဒီနီးပြွာတွေကိုကြည့်ပဲတသမတ်ထဲတောက်လျှောက်တော်လိုင်းတက်ဖွဲ့တွေကတုံးနေတာမဟုတ်ပါဘူးအဲ့လိုမျိုးတုံးလို့လည်းမရပါဘူးပေါ့နော်အဲ့လိုမျိုးမတုံးတဲ့အတွက်လည်းနေစဉ်နဲ့အမြဒီအားခတ်တော်အေကအောင်မြင်မှုတွေတောက်လျှောက်ရနေတာဖြစ်ပါတယ် ဒီနီလန်အဟောင်းကြီးကိုပဲဇက်တိုက်ဇက်တိုက်သုံးနေမယ်ဆိုရင်အခုလက်ရှိစစ်ကောင်စီကအားခတ်တတော် A ကိုပြန်ပြီးတော့ဥနေတဲ့ပုံစံမျိုးတေချာဖို့ဖြစ်နေပြီ။ဘာလို့ဆိုတော့စစ်ကောင်စီကလည်းအမြဲတမ်းမှသူတို့ဆုံရှုံပြီးပြီးသူတို့အနာတရဖြစ်တဲ့အထိနာတဲ့တေဆုံးအထိကိုက်နေများွားတယ်သူတို့ရီမန်ချက်တာဝန်နေအဲခုနလိုပေါ့နော်မပြည့်မြောက်ဘူးဆိုတဲ့ဟာတွေကြာရှုံးနေဆိုတဲ့ဟာတွေတိုင်းမှာသူကသင်ခန်းစာဖော်ထုတ်တယ်။ဖော်ထုတ်ပြီးရခါကျရင်နောက်တစ်ခါငါတို့ဘယ်လိုလုပ်မလဲ။ဒီတစ်ခေါက်မှာဘာကြောင့်မလို့ငါတို့ဒီလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ဟာကိုသူက ဒီအရေးယူတဲ့ဟာမျိုးတွေအဆင့်ထိသွားထားတာပေါ့နော်သူကဒီမှာတာဝန်ဘယ်သူရှိလဲဘဲကောင်ကပြက်ကွက်တာလဲဘဲကောင်ရဲ့နေရာကတာဝန်မကြီးဖြစ်တာလဲအဲ့ကြအဲ့ကောင်ရေးယူအဆင့်ဆင့်အရေးယူမင်းကဘာလို့မခိုင်းတာမင်းကဘာလို့မမပေးရလဲမင်းကဘာလို့မစီစစ်တာလဲဆိုတဲ့ပုံစံမျိုးနဲ့အဆင့်ဆင့်ရေးယူတာဖြစ်တဲ့အတွက်သူကဒီလိုမျိုးတစ်ခုခုဖြစ်ပြီဆိုတာနဲ့ပြန်ပြီးတော့ဖော်ထုတ်ကြဖော်ထုတ်ပြီးရင်နောက်မဖြစ်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ညွှန်ကြားကြအော်နေဗျူဟာတခုတည်းကိုသာအားကတတော် A ကဒီနေ့ဒီချိန်ထိတုံးခဲ့မယ်ဆိုရင်လုံးဝဒီချိန်ဒီပါဒီအနေထားကြီးရောက်လာနိုင်ကြအကြောင်းရှိဘူးเนาะအဲ့တော့ဒီအကြောင်းနဲ့ကျွန်တော်ပြောကြတဲ့ခါမှာ ခါကျမင်းတို့ကအဲ့ဒါကြီးကြည့်ပဲအကုန်လုံးတိုင်ပြောနေတော့အဲ့ရန်သူကဘာဖြစ်နေညာဖြစ်တယ်အဲ့ဘက်ကရန်သူကကျွန်တော်တို့ခါကြီးကြည်ချိန်တော့မရောက်တကယ်ပြောနောက်တစ်ခုပြောချင်တာကပေါ့နော်အဲအဲ့လောက်ကြီးသည့်ဒွေးမချော်ကြပါနဲ့ပေါ့နော်ကျွန်တော်တို့ပြောလို့ရတဲ့ဟာပြောရဒီဟာမှာဘယ်သူကဘလို့ဖြစ်ခဲ့ဘာဖြစ်နေညာဖြစ်တယ်ဆိုတာစစ်ကောင်စီထိတဲ့ဟာတွေကြည့်ပဲပြောကျွန်တော်တို့ကပြောကြပြောပြောအားတက်စရာပေါ့ဗျာပြောပြကြတာပေါ့နော်ဒါကလောက်ကြံပြီးပြောတဲ့ဟာမဟုတ်ဘူးတကယ်မြေပြင်မှာဖြစ်နေတဲ့ဟာကနေပြီးတော့သိရတဲ့အတိုင်းတောင်ပြောပြတာပေါ့နော်အဓိကတော့ ကျွန်တော်တို့စိတ်သက်တွေနဲ့သွားနေကြရတာဖြစ်တယ်အဲဒါမျိုးအကြောင်းအရာတွေကလည်းကျွန်တော်တို့သိဖို့အတွက်လိုအပ်တယ်အဲနောက်တစ်ခုကမြေပြင်မှာဘလို့နေထားတွေရှိတဲ့ဟာကိုလည်းကျွန်တော်တို့ပြောကြဖို့အတွက်လိုအပ်တယ်ဆိုတော့ကျွန်တော်တို့တပ်ဖွဲ့တွေဘက်ကဘလို့အခြေအနေရှိတယ်စစ်ကောင်စီဘက်ကတော့ဘလို့အခြေအနေရှိတယ်ဒါမျိုးတွေကိုလည်းကျွန်တော်တို့လိုက်ပြီးတော့လည်းစုံစမ်းကြရတာဖြစ်တယ်အဲ့တော့အခုဆိုရင်ဒါဒီလိုမျိုးလိုက်စုံစမ်းရလို့သိရတဲ့ဟာတွေကအများကြီးရှိတယ်အခုဒီရက်ထဲမှာဒီအခိုင်အမာဝင်နေတဲ့စကားဆက်ခွန်အဲ့ဆက်ခွန်ကဖြောင်းနိုင်ပြီးပြန်လင်းနေပြီတဲ့ နောက်တန်းပါတိရနော်ပြောင်းနေထုံးနေဆိုရင်ဘလို့နေရာမျိုးတွေမှာထုံးတယ်တိရတိုင်းပဲ uniform လေးတွေချမယ်ဒါသမေးပကံလေးတွေပြင်မယ်ဓပုံလေးထောင်းမယ်ပြင်ပြောင်းနေထုံးမယ်အဲ့လိုမျိုးပြောင်းနေထုံးတဲ့ဟာတွေပြန်စနေပြီဆိုပြီးတော့လည်းတိရတယ်ပေါ့နော်အဲ့ဒါကဘာကြောင့်စရရလဲဆိုရင်ဟိုဘက်ကအာခတ်တော်အေကလှုပ်ပြီဆိုတာနဲ့နောက်တန်းမှာအဲ့လိုတွေဖြစ်ကုန်တာတဲ့အာခတ်တော်အေလှုပ်လိုက်ပါပြီဆိုတာနဲ့နောက်တန်းမှာအဲ့လိုဖြောင်းနေနေစီးကုန်တာပဲနောက်တန်းမှာအဲ့လိုတွေတေးကုန်တာပဲဆိုတဲ့ဟာကိုဒါကျွန်တော်ထပ်ပြီးတော့စုံစမ်းသိရှိရတယ်အတ္တလည်းတကယ် အဒရင်းတင်တကယ်အားရစရာကောင်းတဲ့တင်ပေါ့နော်နောက်တစ်ခုကဒီစားကားဆက်ခွန်နဲ့ပတ်သက်လို့ထပ်ပြောမယ်ဆိုရင်စားကားကဆက်ခွန်ကိုထပ်ပြီးတော့အင်အားဖြည့်ဖို့အတွက်ပြင်ဆင်နေကြတာ၄ရှိလာပြီအဲဘယ်လိုပုံစံမျိုးလဲဆိုတော့ထုံးစံတိုင်းပဲသူကပါစာနဲ့ဖြည့်အဲပါစာတွေကိုတင်တန်းစင်းသွားခေါ်နေပြီအခုဆိုရင်တရင်တရင်ကိုအနည်းဆုံးမဖြည့်ဘူးဆိုရင်အယောက်80လောက်ထိဖြည့်မယ်ဆိုပြီးတော့လေဒါသိရတာရှိတယ်ပေါ့နော်အဲကြတော့အဲဒီလိုမျိုးအင်အားဖြည့်နိုင်ဖို့အတွက်ကိုတင်တန်းเจ้าတွေကနေတင်တန်းစင်းတဲ့ပါစာတွေကိုသူတို့သွားခေါ်နေကြပြီသွားခေါ်ပြရတဲ့ ရှေ့တန်းနေပို့မယ်အဲ့တော့ပါစတွေကိုပြောချင်တာကဒါနောက်ဆုံးအခွင့်ရေးပဲပေါ့နော်ခွင့်ရေးပဲရပါတယ်အသက်မသေးခင်အထိကတော့တောက်လျှောက်ခွင့်ရေးပဲဒါပေမဲ့တေးကြတဲ့မင်းတို့ကိုပို့လာပြီဆိုတဲ့နေရာကရခိုင်ရခိုင်ကိုပို့ပြီဆိုတဲ့ခါကျရင်တော့တွေ့ရမှာအာခတ်တတော် A နဲ့တွေ့ရမှာအာခတ်တတော် A ကလည်းလက်ရှိအနေထားမှာတော့တည်တဲ့အတိုင်းပဲမင်းတို့အတန်ကြားရတယ်ဒူးတုံနေရတယ်အဖြစ်အဲ့တော့မင်းတို့မှာနောက်ဆုံးအခွင့်ရေးရှိတယ်အဲ့အခွင့်ရေးကမိမိရအသုံးချပြီးတော့ထွက်ပြေးနိုင်ကြပါစေပြီးတော့ကြတော့အဲ့လိုမျိုးအခွင့်ရေးအမြဲတမ်းရှာဖွေနေကြပါဆိုပြီးတော့လည်းဒါ ဒါမေတ္တာနဲ့ပေါ့နော်မေတ္တာနဲ့ဒါမင်းတို့ကိုစေတနာနဲ့အကြံပေးခြင်းနဲ့အဲဒါပါစာရည်အနေနဲ့ပေါ့နော်ဒါလူငယ်အနေနဲ့လုံးဝဒါစစ်ကောင်စီရဲ့မတရားဖန်ဆီးခြင်းပေါ်တာဆွဲခြင်းခံရတဲ့သူကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့စစ်ကောင်စီအတင်းကျပ်စေခိုင်းလို့ဒီလိုတေလန်းတွေကိုလှုပ်ခိုင်းရတဲ့သူတွေအနေနဲ့ဆိုရင်တော့ဒါကတကယ်အကြံပြုအစေတနာနဲ့ပြောပြတာပေါ့နော်လုံးဝစစ်ကောင်စီမှစစ်ကောင်စီငါတို့အဘမှအဘဆိုပြီးတော့ဝင်သွားတဲ့ကောင်တွေဆိုရင်တော့ဘာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတော့မတတ်နိုင်ဘူးပေါ့နော်အဲ့တော့တရင်တရင်ကိုအင်အားဒါ80လောက်တိကိုဖြည့်မယ်ဆိုပြီးတော့ဒါ ပြောကြရရှိရဲ့နောက်ထပ်စုံစမ်းသိရှိရရှိတယ်အဲ့ဒါဘာလဲဆိုတော့ iPad Chan နေမှာပေါ့နော်ပတ်စာရည်လည်းတစ်ခါနှာထောင်သွားပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ iPad မှာတကယ်ဖြစ်နေတဲ့အရာတွေပြောပြ Sniper တွေပေါ့နော် Sniper တွေအတွင်းဒီစစ်ကောင်စီတဲကနေစုံစမ်းသိရှိရတဲ့ဟာတွေထိလိုက်ပြီးဟေးဆိုတဲ့ခါကျရင်အဲ့ Sniper တွေကလုံးဝအသက်မရှင်နိုင်တဲ့နေရာတွေကိုထိတာပေါ့နော်တစ်ခါလေကျရင်ချက်ချင်းလက်ငင်းတေသွားနိုင်တဲ့ခေါင်းတို့ဘာတို့ကိုထိမှာပဲပြင့်မှာပဲဆိုပြီးတော့တွတ်ကြတယ်ရှိတယ် ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ခါအောက်ပိုင်းနေဖြတ်ပစ်နေတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဟာမျိုးတွေအများကြီးကြုံနေရပါတယ်ဆိုပြီးတော့ဒါအခုပြောကြရရှိတယ်ဘလို့မှဆေးမမီစီးကုန်တွေဖောက်ထွက်ကုန်တာလေးပေါ့နော်အဲ့လိုအောက်ပိုင်းနေရာမျိုးတွေယူပဲဒါမှန်တဲ့ဟာမျိုးတွေကပုံများတယ်ဆိုပြီးတော့ဒါ true ကြကြနောက်ထပ်သိရတဲ့အကြောင်းအရာပေါ့နော်အဲ့ဥစ္စာလေရှိတယ်အဲ့တော့အားကတက်တော့ A ကဘလို့နီလန်းနေသုံးနေသလဲဆိုတဲ့ဟာတော့မပြောတတ်ဘူးပေါ့နော်ဟိုကောင်နေကိုလုံးဝလူညွန့်တုံးအောင်များလုံးနေသလားတော့မပြောတတ်ဘူးပေါ့နော်အဲ့အဲ့လိုပုံစံမျိုးနဲ့ဒါခေါင်းထောင်ခေါင်းပစ်ဆိုတဲ့ဟာမျိုးတွေလည်းရှိသလို အာလုံးဝဘယ်နေရာပဲဖြစ်ဖြစ်အလွန်မပေးဘဲနဲ့စော်နေတယ်ဆိုတော့အာခတ်တော်အေဘက်ကစနိုက်ပါတွေရဲ့အစွမ်းကိုလည်းကျွန်တော်တို့ကြီးကြီးလေးစားမှာဖြစ်တယ်တကယ်ကိုပဲလုံးဝအားရစရာကောင်းတဲ့အချက်တွေပေါ့နော်နောက်တစ်ခုကကျွန်တော်အဲ့လိုမျိုးပြောတဲ့အခါမှာဒီရဲမေတွေနဲ့ပတ်သက်လို့လည်းမေးကြည့်ရပါဘောနော်ဟာအဲ့ဆိုရင်မင်းတို့တွေမင်းတို့တွေဒီဒီဖျက်စီတွေပေါ့နော်မင်းတို့ဒီတက်သေးတွေမှာဘလို့တွေဖြစ်နေကြတော့ဒီရဲမေအနေနဲ့ဘလို့တွေဖြစ်နေကြတယ်ဝိုင်းလူနေတဲ့အဖြစ်မျိုးတွေလည်းရှိတယ်တဲ့ ဒီဒီရှေ့တန်းမှာသူ့ရဲ့ယောက်ျားတေသွားပြီကြာသွားပြီဗောနော်တေသွားပြီထားလိုက်တော့ကြာသွားပြီမဟုတ်တေသွားပြီတေသွားပြီဆိုတဲ့အချိန်မှာနောက်တန်းမှာဗောနော်သူကဒီရက်လက်ရတဲ့ကိစ္စတွေရှိတယ်တချို့တက်တွေကဘလောက်ထိအချိန်နေဆိုးနေတယ်လဲဆိုတော့အဲလွန်ခဲ့တဲ့6ရက်ကတေသွားတဲ့ရက်လက်နိုင်ရေးတစ်ခုရှိမယ်အဲလွန်ခဲ့တဲ့2ရက်ကတေသွားတဲ့ရက်လက်နိုင်ရေးတစ်ခုရှိမယ်သူတို့ကဘလောက်ထိမနိုင်မနှင်းဖြစ်နေတယ်လဲဆိုတော့အဲ့လိုရှေ့6ရက်ကစောပြီးတေသွားတဲ့လူနဲ့ရှေ့2ရက်ကစောပြီးတေသွားတဲ့လူကိုပေါင်းပြီးတော့၄ခုနိုင်ရေး၄ခုပေါင်းပြီးလောက်ရတဲ့ဟာတွေရှိတယ် လူခုပေါင်းပြီးတခုတည်းလောက်လာပေါ့ဗျာအဲအဲ့လိုပုံစံမျိုးလောက်ရတဲ့ဟာကြီးလည်းရှိတယ်ဆိုပြီးတော့သိရတယ်နောက်တစ်ခုကဘလောက်ထိစိတ်နာစရာကောင်းလဲဆိုတော့တဲ့နောက်တန်းမှကြံခဲ့ပါလေဆိုတော့ဒီစစ်ကောင်စီစစ်သားတွေကပေါ့နော်အဲ့ရှေ့တန်းမှတေရတဲ့သူတွေအတွက်ဝမ်းနဲ့ပူဆွေးတယ်ဆိုတဲ့ဟာမျိုးမတွေ့ရဘဲနဲ့ဖဲရိုက်ဖို့အတွက်ပဲအာယုံရောက်နေတာတဲ့အရက်တော့ဖို့အတွက်ပဲအာယုံရောက်နေတာပေါ့နော်ဒါကသူတို့အတွက်ပျော်ပွဲရှင်ပွဲတစ်ခုလိုတောင်ဖြစ်နေတယ်ဆိုပြီးတော့သိရတယ်ဒါကြီးကတော်တော်စိုးစိုးဝါးကြီးသူတို့ဘက်မှာဖြစ်နေတဲ့အနေဒါ အချင်းချင်းကြားထဲမှာသူတို့စီလုံးညင်ညွတ်မှုဆိုတာကြီးမရှိဘူးတန်ရုံးစင်တရားဆိုတာကြီးမရှိဘူးအမ်ဒါကဘာလို့လဲဆိုတော့ဒီပါစာတွေဖြစ်နေတော့အဲ့တယင်းတယင်းမှာကြည့်လိုက်မှဆိုရင်တင်းအင်အား160နဲ့ထွက်ရင်120လောက်ကပါစာအဲ့ကြောင့်ပါစာရဲ့တီလာငါတို့လည်းမဆိုင်ဘူးကွာဆိုတဲ့ပုံစံမျိုးကြီးလည်းရှိကြတယ်တဲ့ပြီးရင်ဒီလိုမျိုးတီွားတဲ့ဟာကအဲသူတို့အတွက်ကပေါ့နော်ပျော်ပွဲရှင်ပွဲပုံစံမျိုးဖန်တီးပေးနေတဲ့အတိုင်းပဲပေါ့နော်ဖဲရိုက်မယ်ဖဲဝိုင်းတနေ့နဲ့တနေ့မပြတ်ဘူး အရက်လေတွေမှာမပြတ်တာပေါ့နော်အဲ့တော့ကျတော့နေ့စဉ်နဲ့မြဖဲဝိုင်းနေရှိတယ်နေ့စဉ်နဲ့မြတောက်စားမူယူနေတဲ့ဟာတွေနောက်တန်းမှာရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အိုက်စားကားစက်ကွန်ဆိုရလဲသိရတဲ့အတိုင်းပဲအခုကသူကလုံးဝသူတို့ရဲ့နောက်တန်းနေရာတွေကပေါ့နော်ဘာမှဒါအဲလှုပ်လှုပ်ရှားရှားမရှိတဲ့နေရာမျိုးတွေဖြစ်နေတာလဲပါတာပေါ့လေနော်အဲ့တော့ကျတော့တို့ကနောက်တန်းမှာရှိတဲ့အင်အားနဲ့အမဲတို့ကဒီအသုဘကိစ္စတွေမှာပျော်ပျော်ရွှင်ရွှင်ကိုဆင်နွှဲနေတယ်ဆိုတဲ့ပုံစံမျိုးတွေသိရတယ်ဒါတိတ်ကိုညွန်စရာကောင်းတဲ့ကိစ္စပေါ့နော်နောက်တစ်ခုကအဲ့ဒီရဲမေတွေပေါ့နော်ရဲမေတွေ တချို့ကဒီပါစအနေနဲ့ပြန်ရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ပြန်ရရဲဆိုတော့ဘယ်လိုပြန်ရလဲဆိုတော့သူတို့ရဲ့ယောက်ျားအရင်ယောက်ျားအရင်ယောက်ျားကရှေ့တန်းမှာတည်သွားပြီဒါပေမဲ့အဲ့ဒီယောက်ျားတည်သွားတဲ့တိတ်မကြခင်မှာပဲသူကဒီတက်ကိုရောက်လာတဲ့ပါစနဲ့ထက်ယူလိုက်တဲ့ဟာမျိုးတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကတော့အရှိန်မှာလည်းသတင်းတွေလည်းထွက်ထားပြီးသားအဲ့လိုပုံစံမျိုးတွေကတက်ထဲမှာပို့ပြီးတော့ဖြစ်နေတယ်ပေါ့နော်ဖြစ်စဉ်တစ်ခုဆိုရင်သူကဘယ်လိုလဲဆိုတော့အဲရှေ့တန်းမှာတည်သွားတာ2လလောက်ပဲရှိသေးတယ်။နောက်တန်းမှာသူကအဲ့တက်ကတော့မဟုတ်ဘူး။တခြားတက်ကသူတို့ရဲ့တက်မှာပဲပေါ့နော်။တခြားတက်ကတယောက်နဲ့ထပ်ယူလိုက်တယ်။ အဲ့လိုမျိုးခါကလုံးဝရက်တောင်မှတိတ်မကွာဘူးဆိုပြီးတော့ဒီဟာဟာဒီလင်မယားတွေတန်ရောစင်ရောရှိရလားဆိုပြီးတော့မှစဉ်းစားရမယ့်အဖြစ်မျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းဖြစ်နေတာလေအများကြီးပါဆိုပြီးတော့ဒါလည်းထပ်ပြီးတော့သိရတယ်အဲနောက်တစ်ခုကဒါကြောင့်ဒီရခိုင်နဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာလေးရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့ရခိုင်ဘက်မှာအခုလိုမျိုးဒါအာခတ်တော်အေကစစ်ကောင်စီကိုအုပ်တဲ့ခါမှာပေါ့နော်စစ်ရှောင်ရတဲ့ပြည်သူတွေလည်းရှိတယ်အဲ့လိုစစ်ရှောင်ရတဲ့ပြည်သူတွေကရန်ကုန်လိုနေရာမျိုးတွေမှာလာရှောင်ရတဲ့သူတွေလည်းရှိတယ် အဲအဲ့လိုမျိုးလာရှောင်ရတဲ့အခါမှာဘာတွေကြုံတွေ့ရလဲဆိုတော့စစ်ကောင်စီခန့်အပ်ထားတဲ့အုပ်ကြီးဆိုတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကဒီရခိုင်လူမျိုးတွေကိုအဲစင်းတိုင်ခွင့်မပေးဘူးဆိုပြီးတော့လည်းသိရတယ်ဒါလွန်ခဲ့တဲ့နှစ်အပိုင်းခြားကနေဖြစ်ခဲ့တဲ့ကိစ္စတွေပေါ့နော်အဲ့လိုမျိုးအဲစင်းတိုင်ခွင့်မပေးဘူးရခိုင်ကနေပြီးတော့ဒါစစ်ရှောင်ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲစစ်ကောင်စီကလည်းအဲ့လိုပုံစံမျိုးတမင်ကြက်ထားသလားတော့မပြောတတ်ဘူးပေါ့နော်ပြီးတာနဲ့အဲစင်းမတိုင်လို့ဆိုတဲ့ခေါင်းစဉ်နဲ့အဲ့လိုမျိုးဖမ်းတာလူငယ်တွေကိုဖမ်းတာအဲ့မှာစစ်ကြောရေးတစ်ခုမှဆိုရင်အဲ့လူငယ်တွေကအယောက်200လောက်ရှိတယ်တဲ့ရခိုင်လူငယ်တွေ အယောက်100လောက်ရှိတယ်အခုချိန်ဒီအပြင်နဲ့အဆက်အသွယ်လုံးဝမပေးဘဲနဲ့ပေါ့နော်လုံးဝချုပ်ထားတဲ့ပုံစံမျိုးဘာပုံမှန်နဲ့မှလည်းမစွဲဘူးပေါ့နော်ဘာမှလည်းတရားစီရင်မှုမလုပ်ဘဲနဲ့နှိမ့်ဆက်ညှဉ်းပန်းတာတွေပဲလှုပ်ခံနေရတဲ့အခိုင်လူငယ်တွေအထင်းမှာ100လောက်တောင်ရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်နှစ်အနေနဲ့ကြည့်မယ်ဆိုရင်ကကြည့်နှစ်နှစ်လောက်တောင်မှရှိပြီဆိုတဲ့အနေထားရှိရတဲ့ချို့ရတယ်အဲ့လောက်ထိကိုမမတ်ရဲပုံစံမျိုးတွေလုပ်နေတာတွေကြုံနေရတယ်။ဒါကဒါစစ်ကောင်စီခန့်ရတဲ့အုပ်ကြီးတွေနဲ့စစ်ကောင်စီနဲ့ပေါင်းပြီးတော့ဒါမျိုးပုံစံမျိုးတွေလုပ်နေတာပေါ့နော်။ပြီးတော့ကျတော့အဲ့ဒီလူငယ်တွေကိုသူတို့က ဒီလူသစ်စုဖို့အတွက်လည်းသူတို့မဝင်ရဲဘူးပေါ့နော်ရခိုင်ဖြစ်နေတဲ့အတွက်ဆိုပြီးတော့ဒီဒီရခိုင်ဘက်ကဖြစ်စင်နေတဲ့ပတ်သက်လို့သူတို့တွေကြောက်လန့်နေတာလည်းဖြစ်သလိုပေါ့နော်ရခိုင်ဆိုရင်မယုံရဲဘူးဆိုတဲ့ပုံစံမျိုးနဲ့ခွဲခြားတဲ့ဟာမျိုးနဲ့သူကလူသစ်လည်းမစုဘူးဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါကတော့အတွင်းင်းကပေးပို့လာတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါကလည်းဒါတော်တော်လေးမယိုင်းတယ်လို့ပြောရမှာပေါ့နောက်တစ်ခုကကျွန်တော်တို့နိုင်မရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလည်းကျွန်တော် စုံစမ်းရတဲ့အဲဖြစ်စင်လေးတစ်ခုပေါ်မှာမှီပြီးတော့ပြောပြတာပေါ့နော်အဲ့ဒါပါလဲဆိုတော့ ကျွန်တော်တော်လိုင်းဘက်ကလူငယ်တွေဖန်ခံတဲ့လူငယ်တွေရှိတယ်ပေါ့နော်အဲ့လိုလူငယ်တွေကိုလည်းဒီစစ်ကြောရေးမှာပေါ့နော်လုံးဝဒါသူကခုနကလိုတရားစီရင်တဲ့ပုံစံမျိုးထိမသွားဘူးဆွဲချက်တွေဘာတွေမတင်ဘူးပေါ့နော်ဒါအမိန့်တွေဘာတွေမချဘူးအဲ့လိုမျိုးမချဘဲနဲ့တမင်တက်တက်ကြီးကိုနှိပ်ဆက်နေတာအဲ့လိုစစ်ကြောရေးမှာပေါင်ဓာတ်တွေနဲ့လှီးတယ်အဲ့လိုပုံစံမျိုးတွေလှုပ်တယ်ပြည်ရနဲ့ဒါ3မိနစ်ရင်းနှီးအိုးနဲ့ပေါ့နော်ဒါရင်းနှီးတည်ပြီးတော့ဒူးကောင်းထက်ကနေပြီးတော့လောင်းချတဲ့ပုံစံမျိုးတွေ ီလိုမျိုးပုံစံမျိုးတွေနဲ့နှိပ်စက်ခံနေရတယ်ကျွန်တော်တို့ဒါတွင်ရင်တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်မရမယ်ဆိုရဟောပေါ့နော်နိုင်မလွတ်မြောက်မဲ့သူတွေရှိတယ်သူတို့ကလုံးဝသူတို့ရှိနေသေးရဲ့သူတို့အာဏာလက်မလွတ်ရသေးရဲ့အဲ့လူတွေကိုဒီတိုင်းပဲနှိပ်စက်နေမယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဗျာပြောချင်တာတော်တော်ကြီးကိုယုံပါတဲ့ပုံစံမျိုးပေါ့နော်စွဲချက်လည်းမတင်ဘူးပေါ့နော်ဘာမှုမှလည်းမကတ်ဖဲနဲ့ဘာမှလည်းသူတို့ကိုတရားစီရင်တာမလုပ်ဖဲနဲ့ပါပလိန်တက်တက်ကြီးကိုအဲ့လိုမျိုးနှိပ်စက်ဖို့အတွက်ဒီထဲမှာထားထားပါတယ်ဆိုတဲ့သူတွေလည်းအထက်မှာအများကြီးရှိတယ် ဒါကတော့ကျွန်တော်တို့စုံစမ်းသိရှိရဒီ sit join နဲ့ပတ်သက်တဲ့ဟာတွေကနေပြီးတော့ကျွန်တော်တို့ like ပြီးတော့စုံစမ်းသိရှိရတဲ့ဟာတွေပေါ့နော်အဲ့တော့ကျွန်တော်ပို့ကြိုးစားကြဖို့လိုတယ်ဒီလိုမျိုးပေါ့နော်စစ်ကောင်စီကအာဏာရယူထားချိန်မှာအာဏာလူယူထားချိန်မှာအဲ့အာဏာကိုလွဲသွင်းစားလုပ်ပြီးတော့ကျွန်တော်ရဲ့လူငယ်တွေဒေါ်လာရင်းတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံလိုက်ရတဲ့ဒေါ်လာရင်းတပ်ဖွဲ့ဝင်တွေအကြောင်းမျိုးရှာပြီးတော့ဖမ်းဆီးထားပါတယ်ဆိုတော့ဖိနှိပ်ခံနေရတဲ့သူတွေကိုဒီလိုမျိုးရက်ဆက်တဲ့နီလန်ပေါင်းစုံတုံးပြီးတော့ဒါနှိမ့်ဆက်နေတာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့သိခဲ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပို့ကြိုးစားမှဖြစ်မယ် တို့ပို့ပြီးတော့ဒါအောင်မြင်ဖို့ပို့ပြီးတော့လှုပ်ဆောင်ကြမှာဖြစ်မယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်တယ်ဗောနော်နောက်တစ်ခုကမြင်ဟင်းအကြောင်းပြောကြမြင်ဟင်းမြင်ဟင်းကမြင်ဟင်းကဒီနောက်ချုံမှာအားလုံးသိလိုက်နိုင်မယ်ထင်တယ်အဲတမတတဒုတမမူအနေနဲ့သူကနောင်ချုံမှာဝါရဖြက်တဲ့လုပ်ငန်းတွေသူလုပ်ပြခဲ့တာဗောနော်အဲဓာတ်ပေါက်တွေဝေတယ်ထမင်းတုပ်တွေဝေတယ်ပြီးရင်ဒါဒီဒေသခံဆိုတဲ့ပုံစံမျိုးတွေနဲ့သူက ဗီဒီယိုတွေပါလေရိုက်တယ်အာအဲ့ဒေတာကန်တွေကပဲသူ့ကိုပဲမျောနေတာလို့လို့အဲသူကပဲအဲ့ဒေတာကန်တွေစီကိုတွားဖို့အတွက်ပေါ့နော်ရပောင်းများစွာအကြာကြီးလုံးဝသိရမလားတိုက်ပွဲပေါင်းအထက်ထက်ဆင်နွှဲပြီးတော့ခက်ခဲပေါင်းစုံကြားတဲ့ကပဲဒါစစ်သူကြီးတယောက်ပုံစံမျိုးနဲ့တွားပြီးတော့ကေတင်ခဲ့တဲ့ပုံစံလို့လို့အာပြီးရင်ဒါစာသင်ကျောင်းတွေမှာတွားပြီးတော့ကလေးတွေကို brain wash လုပ်တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဝါရဖြန့်တဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့အမြင်ဟင်းပေါ့နော် အဲ့ဒါကကျွန်တော် CDM မလုပ်ခင်တော့ကချင်းပြည်နယ်မှာခြားက20တင်မှာကျွန်တော်ယူရမှုခုတော့ဖုန်းအဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့သူဖြစ်တယ်အခုအဲ့လူကဘာဖြစ်လဲဆိုတော့ဒီတက်မရှိရှိကိုတက်မမှုအဆင့်တုံးမြင့်ချင်းခံရတယ်တုံးမြင့်ပေးပြီးတော့အခုဒါဗမော်မှာပြန်ပြီးတော့တာဝန်ပေးချင်းခံရတယ်အဲ့ဖြစ်စဉ်တွေပြောပြအောင်နော်သူကဒီခြားက20တင်မှာသူယူရမှုနေနေခဲ့တော့ငါသူကဒီတော်ဖုံးရလိုနေရာမျိုးတွေမှာနေခဲ့ဘူးတယ် ရောယုံလင်နေရာမျိုးတွေမှာနေခဲ့ဘူးတယ်စိန်လုံးလုံးနေရာမျိုးတွေမှာနေခဲ့ဘူးတယ်ဗောနော်ပြူဝတက်ပြူဝမှုနေနဲ့သူနေခဲ့ဘူးတယ်အဲ့လိုနေခဲ့တာဖြစ်တဲ့အတွက်အိုက်ဘက်ဒေတာကအခြေအနေဒီအဲအိုက်ဘက်ဒေတာကဒေတာကန်နေနဲ့ဆက်သွယ်မှုတွေပြီးရင်ဒီလမ်းကြောင်းကိစ္စတွေတရားမဝင်ကိစ္စမျိုးတွေနဲ့ပတ်သက်လို့သူကတော်လေးကိုတည်တဲ့သူမျိုး ပြီးရင်စီယုံရဲ့အရန်သူကအဲလုတ်ပြတတ်တယ်ဗျာဒီလားခုနလိုမျိုးပေါ့နော်အာမေကျွန်တော်တို့ကလာချင်တာပေါ့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ဒါအခက်ခဲတွေရှိနေလို့ပါဘာညာအဲအဲ့လိုမျိုးပုံစံမျိုးပြချွဲနှက်ချွဲနဲ့တအားပြောတတ်တဲ့လူအာလုံးဝဗျာဒါအပြင်းမှန်းကြီးလိုက်ပြီဆိုရင်ဟာဒီဒီပုံမှုကြီးကတကယ်ကိုအာစေနာတရာတရားထက်တန်တာပဲအာပြည်သူကိုတကယ်ချစ်တာပဲဘာဖြစ်ညာအဲ့လိုထင်ရမယ့်လူမျိုးမဟုတ်ဘူးပိုးစုံပတ်ဆက်မရိုင်းနဲ့အဲ့လူတကယ် ပါရိုက်နားရိုက်အောက်ကရဲဝော်ဆိုလဲလုံးဝအဲ့လိုမျိုးဗျာဟိုချို့ကတွေတော့ဖြည့်တွေးပေးတယ်ဆိုတဲ့အပိုင်းတော့စဉ်းစားကြည့်လို့ရသေးတယ်။ဒါပေမဲ့အဲ့လိုပေါ့နော်အဲအရန်ဟန်ဆောင်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာပေါ့နော်။အဲ့ကြအဲ့လိုလိုမျိုးကိုအခုသူကအကြောင်းမြေပြင်နေသားတွေအဲ့နေရာရဲ့နေသားတွေပြီးရင်အဲ့နေရာမှာနေလဲနေခဲ့ဘူးတာဖြစ်တဲ့အတွက်အဲ့တမရှိရှိဆိုတဲ့နေရာကိုပို့အဲ့တမရှိရှိကအခုဘမောမှာဒါစစ်စင်ဝင်နေရတယ်ပေါ့နော်။ ဲ့တော့ तू အခုဘာဖြစ်နေလဲဆိုတော့သူ့ရဲ့ယာယီတန်ရင်မှုတွေနဲ့ तू ਨੇ ကြားမှာတောက်ပြဿနာတွေတက်နေကြတော့ပြဿနာတွေတက်နေတယ်အဲ့ဒါဘာလဲဆိုတော့ तू ကတအားစိတ်မြန်လက်မြန်နဲ့ဗျာဒါဟိုဟာဖြစ်တာဆဲတာလဲပိုးစိုးပဆက်ဆဲတာเนาะအဲ့ไอ้ตุเซ่เนี่ยหน้านี่มาถั่วตัวอ๋อไอ้ถั่วตัวเนี่ยนอกโหไล่ပြီးတော့เซ่နေတဲ့အတိုင်းမှာအတန်ကြီးอ่ะဟိတ်မိပါလာတာဗောနော်အဲ့လိုပုံစံမျိုးထိဖြစ်တဲ့သူမျိုးအခုကျတော့ तू ဖြစ် तू อ่ะနောင်ချုံมาတော့ငါကျတော့နောင်ချုံကဟုတ်တယ်လေဒါတရုတ်ရဲ့ဇန်ညုံပုံစံမျိုးဖြစ်တဲ့အတွက်အနည်းဆုံးတော့ तू တက်တောင်တက်တာပုံစံမျိုးเนี่ย तू อ่ะလုတ်ပြလိုက်လို့ရတယ်ဗျာ ဘမွားအဲ့လိုပုံစံမျိုးဖြစ်မနေတော့ကြတော့သူ့အတွက်တော်တော်လေးခက်ခဲနေတာအောက်ကအဖွဲ့တွေကဘာဖြစ်နေတယ်လဲဆိုတော့အဲ့ဒီယာယီတန်ရုံမှုတွေပေါ့နော်ယာယီတန်ရုံမှုဆိုတာကသူတို့ကိုစောင့်ကြည့်ကာလပေါ့နော်တကယ်ကိုယာရုတိုးပေးရမယ့်ကာလအဲယာရုတိုးပေးဖို့အတွက်စောင့်ကြည့်နေရတဲ့ကာလအဲ့လိုအခြေအနေမျိုးတွေမှာသူတို့ကအလုပ်တွေပို့ပြီးတော့လုပ်ပြကြလူကြီးသဘောကျအောင်လူကြီးထောက်ခံအောင်ယာရုတိုးတဆင့်တိုးမြှင့်ဖို့အတွက်ထောက်ခံအောင်ဆိုပြီးတော့သူကအလုပ်တွေပို့ပြီးတော့လုပ်ပြကြတဲ့ကာလဒါပေမဲ့ဗမော်ရဲ့စီရေးအခြေအနေအရသူတို့ကအလုပ်တွေမလုပ်ရဲဘူး လို့ရဲဘူးလို့ရင်သိမှာအဲအကြောင်းမလို့ဒါရီမန်းချက်နဲ့ပတ်သက်လို့ရီမန်းချက်တာဝန်တွေပေးပြီဆိုတဲ့အခါမှာရီမန်းချက်မပြည့်မြောက်တဲ့ဟာတွေကပုံများတယ်အထီးကိုက်တွေပုံများနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အဲ့လိုဖြစ်တဲ့အခါမှာဒီခုနအဲနောက်ဆုံးမှာဝါရဖြန့်ခဲ့ပြီးတော့ဗောနော်ဒါဘမောမှာလာပြီးပွဲပြတ်နေတယ်ရှင်းရှင်းသတ်မှမဟုတ်အစ်စ်ကြီးရဗောနော်ဆဲရာများပူသောပသက်အဲဒါကြီးတဲမှုတွေပေါ့နော်ဆဲရာပူသောပသက်ဆဲရာပေါ့နော်အာမရဲဆုပ်ပဲဆိုတာနဲ့အဲ့လိုစီဗလင်းကားချိတ်သွားလို့အာပြီးရင် အဲ့လိုပေါ့နော်။အူနာဂျိုးကန်ပေါ့နော်။အဖင်တီယိုဆွဲနေတဲ့ကောင်းတွေကိုတိုက်ခိုင်းရင်တော့မှပဲဒီရီမန်းချက်နေရာတွေကရောက်နေလောက်ပြီပေါ့နော်။မင်းတို့ကောင်းတွေကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အောက်ကိုပြစ်ပြစ်နဲ့နဲ့ပတ်ပတ်ဆက်ဆက်အဲ့လိုမျိုးဆဲနေတာတွေကျွန်တော်တို့သိထားရတယ်ပေါ့နော်။အတိအကတော့တို့တွေဘလောက်ထိဖွဲ့စည်းပုံတွေပြတ်နေသလဲ။တို့အပေါ်ကနေမှအောက်ကိုဖိအားပေးတဲ့ဟာတွေကိုအောက်ကဘလောက်ထိလူးလဲခံနေရသလဲ။ပြောကြတော့အဲ့အောက်ကအဖွဲ့တွေကဘလောက်ထိစိတ်သက်တွေပြည့်ဝနေပြီလဲ။ပြီးရင်အဲ့မှာရှိတဲ့အဲ့ဒေတာကစစ်စင်ရေးအခြေအနေတွေကဘလို့တွေဖြစ်နေပြီလဲဆိုတဲ့ဟာကို သူအခုလိုမျိုးပြောဆိုနေတဲ့ဟာတွေကနေပဲကျွန်တော်အများကြီးသိရတယ်ဗောနော်အဲ့တော့ဒါဟာလည်းသူတို့အတွက်ဂျင်းတဲ့ချက်တဲ့ရောက်နေတဲ့အခက်အခဲတစ်ခုပေါ့ဗျာအခက်အခဲတစ်ခုဒါပြောမယ်ဆိုရင် तू ကနောင်ချိုမှာအဲ့လိုမျိုးတွေလုတ်ပြနိုင်ခဲ့တဲ့အတွက်သူရဲ့ကောင်းမှတ်တမ်းဝင် तू ကချင်းပြင်းချင်းခံရတာဗျာအဲစစ်ကောင်စီရဲ့ဒါ14ရက်နေ့ကထုတ်တဲ့စစ်ကောင်စီသတင်းစာတွေမှာဖော်ပြခြင်းခံရတယ်အဲ့လိုမျိုးချင်းပြင်းချင်းခံရပြီးတော့ तू ကတမရှိရှိတမမှုအနေနဲ့ဒါတဆင့်ယာလူတိုးခြင်းခံရတာပေါ့နော်ဒါပေမဲ့တမမှုအစ်တကြီးကအခုဘမောရောက်တဲ့ချိန်မှာ ဖွဲ့စည်းပုံတွေပြက်ပြီးတော့ဗောနော်လုံးဝကိုစောင်းနှက်တောင်မနေနိုင်အောင်နေတတူကဆဲဆူနေတဲ့အဖို့ကောင်ကြီးပုံစံမျိုးတွေတောင်ဖြစ်နေပြီဆိုပြီးတော့ဒါကျွန်တော်တို့သိရတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးစစ်ရေးဖီအားဆိုတဲ့ဟာကဗျာတုံတောင်ပုံစံမျိုးနဲ့ပေးလို့ရတဲ့အရာတော့မဟုတ်ဘူးဗောနော် တပ်ဖွဲ့တွေရဲ့ရွရွွှွွှွှွှွလုံဆောင်နေမှုတွေစစ်ကောင်စီဘက်ကဘာပဲအကောင့်တွေပေါ်ပေါ်အဲ့ရီမန်းချက်တာဝန်တွေကိုမပြည့်မြောက်အောင်ပေါ့နော်ဒီဘက်ကနေမှတုံ့ပြန်တိုက်ခိုက်နိုင်နေတဲ့ဟာတွေကြောင့်မလို့စစ်ကောင်စီဘက်ကအခုလိုမျိုးတွေကြုံနေရတာဖြစ်တယ်အဲ့တော့တပ်မမှုတယောက်ကအဲ့လိုမျိုးအဆင့်တွေတိဆင်းပြီးတော့တည်ရင်မှုတွေကိုအဲ့လောက်ထိပြောဆိုနေရပြီးလုံဆောင်နေရပြီးဒေါသမုံတွေထနေရပြီးဆိုတဲ့ခါကျရင်အဲ့တက်တွေကတော်တော်ကိုအခြေအနေတွေဆိုးနေပြီးဆိုပြီးတော့ဒါကျွန်တော်သုံးသပ်ရမှာဖြစ်တယ် ဒါကတော့ကျွန်တော်အတွင်းထဲကနေပြီးတော့စုံစမ်းသိရှိရတဲ့တည်င်းတပ်ပရာဘောင်းစုံပေါ့နော်အဲဥစ္စာကိုကျွန်တော်တင်ပြပေးတာဖြစ်တယ်ဝင်မြပေးတာဖြစ်တယ်နောက်ထပ်လည်းအဲ့လိုမျိုး ဒါကျွန်တော်စုံစမ်းသိရတဲ့ဟာတွေထပ်ပြီးတော့ရှိပါတယ်အဲ့လိုမျိုးတွေဆိုရင်လည်းအခုလိုပဲဒါကျွန်တော်အကြောင်းအရာလေးနဲ့ဒါချိတ်ဆက်ပြီးတော့ပြောနိုင်ဖို့အတွက်ကိုစ조사ပါအောင်မယ်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တော်လိုင်းရေးကအရှင်ဟုန်ပြင်းပြင်းနဲ့ဆက်ပြီးတော့သွားနိုင်ဖို့လိုပါတယ်အဲ့လိုသွားနိုင်ဖို့အတွက်ဒါပြည်သူတွေရဲ့ခွန်အားတွေကလည်းအဓိကကျတယ်အရေးကြီးတယ်အဲ့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒါတော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းပြည်သူတွေနဲ့အခုလိုပဲလက်တွဲညီညီနဲ့ရှေ့ဆက်ကြပါစို့လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်